ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တိဘက်တောင်ကုန်းဒေသမှာလူတယောက်တည်ဆုံတဲ့အခါငှက်စာကျွေးတဲ့တလိအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။တိဘက်လူမျိုးတွေကဘာလို့လူတွေတည်သွားရင်ငှက်စာကျွေးကြတာလဲ။ဒါဟာရစ်ဖူစော်တာလား။လူတယောက်တည်ဆုံသွားတဲ့အခါငှက်စာဖြစ်ရတာတန်ရဲ့လား။ တိဘက်ဆိုတာမြင့်မြတ်တဲ့တောင်ကုန်းဒေသတစ်ခုဖြစ်ပြီးဗုဒ္ဓဘာသာကို အလွန်အားထားကြည်ညိုကြတဲ့နိုင်ငံပါသူတို့ရဲ့ထူးခြားတဲ့ဒလေတစ်ခုကတော့လူတယောက်တည်ဆုံသွားတဲ့အခါစကိုင်းဘယ်ရီရဲ့လို့ခေါ်တဲ့ဒလေပဲဖြစ်ပါတယ်စကိုင်းဘဲရူရေဆိုတာမိုးကောင်းကင်မှာတချိုချင်းလိုပဲပြောရပါမယ်။တည်ဆုံးသူတယောက်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို အပိုင်းပိုင်းခုတ်တည်လိုက်ပြီးတော့တောင်ကုန်းထိပ်မှာရှိတဲ့ဘာချာငတ်တွေကိုသူတို့လူမျိုးတွေကကျွေးပစ်လိုက်တာပါတိဘက်လူမျိုးတွေဟာဆိုရင်ဒေဆုံးသွားတဲ့သူတွေကိုမိရှုတကြိုပေးတာမျိုးမလုပ်သလိုမိမြုပ်ပြီးလဲမတကြိုကြပါဘူးအဓိကအကြောင်းရင်းကတော့တောင်ပေါ်ဒေသဖြစ်တဲ့အတွက်ကြောက်ချက်များပြီးတစ်တော်နေတဲ့အတွက်မိတ္တရှားပြီး ယာရီဥရုကလည်းအလွန်အေးတာကြောင့်ရီယာဖို့အတွက်အခက်အခဲရှိပါတယ်။သူတို့အယူအဆရလူသားတဦးရဲ့ခန္ဓာကိုယ်ဟာအသက်ဆုံးသွားတဲ့အခါမှာတဘာဝအတွက်ပြန်ပြီးအတုံးဝင်အောင်လို့ပြန်ပြီးကျင်ကြတာပါ။တီဆုံးသူတယောက်ရဲ့ခန္ဓာကိုယ်ကဘာချာငက်တွေအတွက်အစာဖြစ်သွားပြီးနောက်တစ်ပံအတမရှိတော့တဲ့ခန္ဓာကိုယ်ကြီးကိုတဘာဝတရားကြီးလက်ထဲကို ပြန်ပြီးအနံလိုက်ကြတာပါဒါကို သူတို့ကကုသိုလ်ပြုလုပ်ခြင်းလို့လည်းယူဆကြပါတယ်အခုလိုထူးခြားတဲ့ဒလိတွေထူးဆန်းတဲ့လူနေမှုပုံစံတွေကိုသိဝင်သားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Run Entertainment YouTube channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ် Subscribe to my channel.